ရန်ကုန်ကတလားတရာကြီးဒီမိုးရှိန်မထိန်နိုင်လို့တိုက်မိပြီးကြိုးကျသွားတဲ့ဆိုရဲကိစ္စအကြောင်းရင်းမှန်နေ။နောက်လာမယ့်9ရက်တွင်မိုးကြီးရေကြီးအရေးပေါ်ဒေသတွေကို ပြန်လည်တင်ဆက်ပေးပါမယ်။မနေ့ကတော့ရောင်မှာရှိတဲ့တကယ်ကိုမှအရေးကြီးတဲ့တလားတရာကြီးကြိုးကျသွားတယ်ဆိုပြီးတော့ online ပေါ်မှာရည်တည်နေကြတာကိုတွေ့ရပါရီ။မန္တကေမှာတော့တလားတရာဟာစောက်လို့တော့မပြီးသေးပါဘူးနော်။အနေငယ်ဂျန်နေသေးတာကိုတွေ့ရတယ်။တကယ်လို့တော့တလားတရာ PC သွားပြီဆိုရင်တော့ဖြစ် ရောင်းမရှိတဲ့ရင်ကျော်ပိတ်ဆို့မှုရခိုင်နှုန်းတော်တော်များများကိုဒါဖြည့်ရှင်းနိုင်ပြီပြည်ထက်ကကျွန်တော်တို့တလားကနေရောင်းဖို့ကိုအလုလာလုတ်တဲ့နော်ပြည်သူတွေဟာတတော်လေးကိုအဆင်ပြေသွားမှာဖြစ်ပါတယ်ဆိုတော့တလားတလားဟာကျူးတလားဖြစ်တဲ့အခုဗီဒီယိုပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်မှာတော့တလားကတတော်လေးကိုနှိမ့်နေတာဖြစ်ပြီးတော့တလားတလားနဲ့လုံးဝလုံးဝဝမတူပါဘူးဆိုတော့ဒီကိစ္စကတရင်အမှားဖြစ်ချောင်းကိုကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့အတည်ပြုပြစီနောက်ထပ် နောက်လာမယ့်9ရက်တွင်မိုးလိုသအခြေအနေတွေကိုမိုးလိုသပညာရှင်ဝိနိုင်ရဲ့သင်ပြချက်နဲ့ညီပြန်လည်ပြီးတော့ပြည်သူတွေကိုအေးပေါ်အသိပေးပါစေ။ဇွန်လ၄ရက်နေ့မှာနောက်လာမယ့်9ရက်တွင်နိုင်ီတရား20အတွင်းရော်သွန်းနိုင်မယ့်မိုးအခြေအနေများတဲ့ချင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းသလင်းတိုင်းတိုင်းမုံကြီးနယ်မှာငါးလက်မအထက်နော်ရော်သွန်းမယ်မိုးများမယ်ပေါ့ဗျာ။ဒီပြည်တော်နဲ့ရန်ကုန်တိုင်းမှာတော့သလက်မအောက်ပဲရွာမယ်မိုးအနေငယ်ပဲရွာမယ်ပေါ့။ ARI တိုင်းဘုကုတိုင်းအရှိအရင်ပြည်နယ်မကွေးတိုင်းစကိုင်းတိုင်း မန္တလေးတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မှာတော့ကျွန်တော်တို့နလက်မအထီကိုကျွန်တော်ရွာမယ်မိုးအရမ်းမကြီးဘူးလို့ပြောလို့ရတယ်ဖိလစ်ပင်းချီနေဂျိုသင်ခမ်းမန်းချက်အနေနဲ့ကတော့တဲဆိုလာစိုင်းနေမှာဆိုလာစကိုင်းနေအတွင်းဘင်္ဂလားပြည်လေအော်အနောက်တောင်ပိုင်းနဲ့အနောက်အလယ်ပိုင်းမှာလေပွေလိုင်းဖြစ်ပေါ်လာရမှာ APN နဲ့ရဝင်းတို့ကူဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်တဲ့ဗျာဆိုတော့လေပြားနဲ့ရဝင်းရှိမယ်ဆိုတော့မိုးကတော့ဆက်လက်ပြီးတော့ရွာသွန်းအောင်မှာဖြစ်တယ်ဇွန်လ10ရက်နေ့ကနေစပြီးတော့ တို့နောက်ထပ်25နှစ်အတွင်းမှာထပ်မံပြီးတော့မိုးကြီးရေကြီးမဲ့ဒေသတွေယူဆိုင်ဖို့လိုအပ်ပါရဲ့နော်